မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ17ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်စကန်းသိတိုက်ပွဲသတင်းကတော့သခိုင်းတိုင်းရွှေဘုံမြို့နယ်မှာစစ်ကောင်စီရဲ့စစ်စခန်းကြီး၄ခုဖြစ်တဲ့ဟင်းသာကြီးကျေးရွာပြူစောတိစခန်း၊ဘုန်းနဲ့တောင်စခန်း၊တောင်လဗျူဟာစခန်းနဲ့ ဘိုးထွန်းကျော်ဗျူဟာတို့ကိုတင်ပတ်ရရှိသွားပြီးတော့ဒုတက်ရင်းမူဘုံမူချမ်းရွယ်မောင်ကိုအရှင်ဖမ်းဆီးရမိကစစ်သား၉ဦးတေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ၄ရက်နေ့မှာရွှေဘုံမြို့နယ်ကြောင်မြောင်းမြို့ဟင်းသာကြီးပြူစောတီကျေးရွာစစ်စခန်းနဲ့ဘိုးနယ်တောင်ဗျူဟာစစ်စခန်းကုန်းတို့ကိုတော်လိုင်းတပ်များကတပြိုင်တည်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်စစ်ကောင်စီဘက်ကတိုက်လေရင်နဲ့ဘုံကျဲပြီးတော့ခုခံတဲ့ဂျားတွေကဇူလိုင်လ၄ရက်နေ့မွန်းလွဲ၂နာရီ၃၀မိနစ်အချိန်မှာ ဒုတက်ရဲမှုဘုံမှုချမ်းလွယ်မောင်ဦးဆောင်နေတယ်။ဟင်းသာကြီးပြူစောတိစစ်စခန်းကုန်းနဲ့တိတ်ဝါလုံးကိုအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။ဘုံမှုချမ်းလွယ်မောင်ကိုလည်းအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ပြောပါဗျ။အဲ့ဒီပြူစောတိစခန်းကစစ်တပ်ဟာမခောက်ကျေးရွာဘက်ကိုဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါဗျ။အဲ့ဒီနောက်အဲ့ဒီနေ့ညနေ3နာရီအချိန်မှာစစ်ခွေးတိုက်ရဲ့ G1 အရာရှိဦးဆောင်နေတဲ့ဘုံနဲ့တောင်ပြူဟာကုန်းစခန်းကိုထမှန်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါဗျ။ ဘိုးနဲ့တောင်ဘျူဟာကုန်းစခန်းကစစ်တပ်ဟာတောင်လဘျူဟာကုန်းကိုစုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့သိရပါဗါတယ်။တော်လိုင်းတပ်များကထပ်မံပြီးတော့တောင်လဘျူဟာကုန်းကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာဇူလိုင်လ၄ရက်နေ့တရက်လုံးမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗါတယ်။ဇူလိုင်လ၅ရက်နေ့မနေ့အစောပိုင်းမှာတော့တက်တရားမြောင်တောင်လဘျူဟာစခန်းကုန်းကိုအပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါဗါတယ်။အလားတူပဲဇူလိုင်လ9ရက်နေ့ညနေ9:00နာရီခန့်အချိန်မှာရွှေဘုံမြို့နယ်ဘိုးထွန်းကျော်ဘျူဟာစခန်းကိုပါဖတ်မှန်ပြီးတော့အပိသက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့သိရပါဗါတယ်။ ဲ့ဒီတိုက်ပွဲများအတွင်းမှာစစ်ခွေးတပ်ဘက်ကကိုးကောင်တိတ်ဆုံးပြီးတော့ရှစ်ကောင်ဒဏ်ရာရရှိသွားပြီးဒုတက်ရင်းမူဘုံမူချမ်းလွယ်မောင်ကိုအရှင်ဖမ်းဆီးရမိကလက်နက်ခဲယမ်းများကိုလည်းတိတ်ဆီးရမိခဲ့တယ်လို့သိရပါတယ်စစ်ခွေးတွေဘက်ကကိုးကောင်တိပါတယ်ရှစ်ကောင်ဒဏ်ရာရတယ်ဒုတက်ရင်းမူကိုအရှင်ဖမ်းမိပါတယ်စစ်တပ်ဘက်ကအင်အား80ကျော်တယ်ကြောက်ပြီးတော့ဆုတ်ခွာထွက်ပြေးသွားတယ်မိုးရွှေမှာတော့တော်လန်ရေးက အဖွဲ့အစည်းများအနေနဲ့လာမတိုက်မယ်ဖြတ်တောက်ရေးလုပ်မယ်ဆိုတဲ့အတွေးတွေကိုဘေးဖယ်ပြီးအနီးနားမှာရှိတဲ့စခန်းငယ်တွေကနေစပြီးတော့ထိုးစစ်ဆင်ကြဖို့ပြောချင်ပါတယ်မိုးရွှေမှာကစစ်ခွေးဘက်တွေကထိုးစစ်ဆင်လာရင်ဒီစခန်းငယ်ကိုဘာမှမလုပ်နိုင်သေးရင်အင်အားဖြည့်ပြီးတော့စိုးမုံနယ်ပြည်တွေပြန်ပေးရနိုင်ပါတယ်အခုကတည်းကပြင်ဆင်နေတာထက်လက်တွေလုပ်ဖို့ပြောချင်ပါတယ်လို့ရွှေဘော Battalion 15ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်စကမ်းသိန်းတိုက်ပွဲသတင်းကတော့ကဲချင်းပြည်နယ်ဖားကံမြို့နယ်ခွန်ဆိုင်ရန်ကျေးရွာမှာရှိတဲ့စစ်ကောင်စီနဲ့ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့တွေရဲ့တပ်စခန်းတစ်ခုကိုကချင်းလွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကမနေ့ကဇွန်လ10ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဇွန်လ10ရက်နေ့ကလီဒိုလန်လဝါကျေးရွာအုပ်စုမှာရှိတဲ့ခွန်ဆိုင်ရန်ကျေးရွာတင်းကျိုင်းမှာအခြေစိုက်တဲ့စစ်ခွေးတပ်ကို KIA ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်ချိန်မုံနိုင်ခဲ့ကြောင်း KIA ရဲ့သတင်းနဲ့ပြန်ကြားရေးဌာနကကချင်းဘာသာနဲ့ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်ကိုမနက်၄နာရီမှစတင်တိုက်ခိုက်ခဲ့ရာနန္နာရီအကြောင်းမှာစခန်းကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ဆိုပါရယ်။တွားတိုက်တာလို့တော့ကြားတယ်အခြေအနေကောင်းတယ်အဲ့ဒီသတင်းက KIA သတင်းနဲ့ပြန်ကြားရေးဌာနကဖော်ပြချက်အတိုင်းဆိုရင်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ပြောပါတယ်လို့ကချင်စီရဲသတင်းအေးမီကရှင်းပြထားပါရယ်။စခန်းသိမ်းတိုက်ပွဲအတွင်းမှာထိခိုက်ကြဆုံးမှုနဲ့လက်နက်ခဲယမ်းများစစ်တုံးပန်းဖမ်းမိတဲ့အခြေအနေများကိုတော့စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါရယ်။ KIA ပူးပေါင်းတပ်ဟာဇွန်လ9ရက်နေ့ညပိုင်းကလည်း ်တနိုင်းကနေဖားကဒေတာကိုစစ်ကူသွားတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကိုနိုင်ရဒေတာမှာဂျားဖြတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်အထိနာခဲ့ပြီးတော့လက်နက်နဲ့စစ်တုံးမှန်းများရရှိခဲ့တယ်လို့ကချင်စီရဲသတင်းရင်းမြစ်ကပြောပါတယ်စစ်ကောင်စီဟာဖားကန်ဒေတာပြန်လည်စိုးမိုးထိန်ချုပ်ရေးစီရေးလှုပ်ရှားမှုများကိုဇက်တိုက်ပြုလုပ်နေပြီးတော့ AP လကစပြီးဖားကန်မြို့နယ်အတွင်းမှာ KIA နဲ့စစ်ကောင်စီတပ်ကြားမှာတိုက်ပွဲများမကြာခဏဖြစ်ပွားလျက်ရှိတယ်လို့သိရပါတယ်။ KIA ပူးပေါင်းတပ်ဟာကချင်ပြည်နယ်ဗမော်မြို့ကိုသိမ်းပိုက်နိုင်ရေးအတွက်ကြိုးပမ်းလျက်ရှိရာ တိုက်ပွဲနှစ်ဝက်ကျော်ကြာမြင့်နေပြီဖြစ်တယ်လို့သိရပါဗျ။လက်ရှိမှာဗမော်မြို့ကိုအပိသက်သိမ်းပိုက်နိုင်ရေးအတွက်တော်လိုင်းပူပေါင်းတပ်ဘက်ကပြင်ဆင်နေကြောင်းကချင်းစီရေးသတင်းရင်းတွေကပြောပါတယ်။စစ်ကောင်စီဘက်ကလည်းဗမော်မြို့မကြဆုံရေးအတွက်လေးချောင်းပြစ်ကူပေးပြီးတော့တိုက်ခိုက်မှုများဇက်တိုက်ပြုတ်လုပ်လျက်ရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့စကိုင်းတိုင်းစကိုင်းမြို့နယ်လင်းတလူကျေးရွာစစ်ဘေးရှောင်များနေထိုင်ရာဖုန်ကြီးကျောင်းကိုစစ်တပ်ကလေကြောင်းကနေဘုံကျဲချခဲ့ရာစစ်ဘေးရှောင်ပြည်သူ28ဦးတိတ်ဆုံးခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီကနေ့ဇွန်လ17ရက်နေ့မနေ့3ည3ည9:00ကနေပြီးတော့မနေ့တနအီကြား အချမ်းဘတ်စစ်ခွေးတပ်ကတိုက်လေရင်နဲ့နှစ်ကြိမ်လင်းတလူကျေးရွာမှာရှိတဲ့ဘုံကြီးချောင်းကိုဘုံကျဲချခဲ့တယ်လို့သိရပါတယ်။၎င်းဘုံကျဲချမှုကြောင့်လင်းတလူကျေးရွာဘုံကြီးချောင်းမှာစစ်ဘေးရှောင်နေကြတယ်။ပြည်သူ28ဦးသေဆုံးပြီးသေဆုံးသူအရေးအတွက်တိုးလာနိုင်တယ်လို့သိရပါတယ်။ ဒီမနက်တနားရီလောက်မှာလင်းတလူချင်းရွာစစ်ပင်းဆောင်တွေနေထိုင်တဲ့ဘုံကြီးเจ้าကိုစစ်တပ်ကတိုက်လေရင်နဲ့နှစ်ကြိမ်ဘုံကျဲသွားပါတယ်လောလောဆယ်တော့ကလေးလူကြီးစုစုပေါင်း28ဦးသေဆုံးပါတယ်ဒဏ်ရာရရှိသူတွေများပြားတာမို့လို့သေဆုံးသူတွေထပ်ပြီးတော့တိုးလာနိုင်ပါတယ်သေဆုံးတဲ့စစ်ပင်းဆောင်တွေကကြော်စည်ရချင်းရွာကအများဆုံးဖြစ်မယ်လို့ဒေသတော်လိုင်းရေးသတင်းရင်းမြစ်ကပြောကြားထားပါတယ်လက်ရှိမှာလေးကျောင်းတိုက်ခိုက်ခံရတဲ့ဘုံကြီးเจ้าကိုကယ်ဆယ်ရေးလှုပ်ဆောင်နေတော့လေနောက်ထပ်လေးကျောင်းအန်ဒီယိုကိုစိုးရိမ်နေရတယ်လို့ပြောပါတယ် တရားရတဲ့သူတွေကိုစေဝါကုသမှုများပေးနေတော့လဲစေဝါနဲ့ကျမ်းမာရေးဆောင်ရှောက်မှုပေးနိုင်တဲ့ဆရာဝန်တူနာပြုလိုအပ်ချက်တွေကြီးမားနေကြောင်းတရင်ရရှိပါရယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့ပြည်ကြီးတကောင်မြို့နယ်မှာစိုက်ကယ်ဆီးလာတဲ့တက်ကြီးပိုင်းအမျိုးသားကြီးတဦးကိုစိုက်ကယ်လူရက်ခံရတဲ့အချိန်မှာရိုက်နှက်ခံရတဲ့ဒဏ်ရာတွေနဲ့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီဖြစ်စဉ်ဟာမန္တလေးမြို့အဝင်တကွန်တိုင်းအဝိုင်းအနီးမှာဇွန်လ9ရက်နေ့မနက်6နာရီခန့်ကဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။တက်ကြီးပိုင်းအမျိုးသားကြီးတဦးတဲ့စိုက်ကယ်မောင်းနေလာတဲ့အချိန်မှာ ရိုက်နှက်ပြီးတော့ဆိုင်ကယ်လူရဲခံလိုက်ရတာဖြစ်တယ်လို့သိရပါတယ်။သူကမနဲ့အစောပိုင်းမှာဖျားထီးတင်သွားရင်းနဲ့ဖြစ်တာလို့သိရတယ်။သူ့ကိုရိုက်နှက်ပြီးတော့လူသွားတာလို့မိသားစုနဲ့နှိဆက်သူတို့ကပြောပြထားပါတယ်။ရိုက်နှက်ခံရတဲ့ဒဏ်ရာတွေကိုစေယုံမှာကုသမှုခံယူနေတဲ့အချိန်မနေ့ကဇူလိုင်လ10ရက်နေ့မနေ့9:20မိနစ်မှာဆုံးပါသွားတယ်လို့သိရပါတယ်။ရိုက်နှက်ခံရလို့ဆုံးပါသွားတဲ့အမျိုးသားကြီးဟာအသက်82နှစ်အရွယ် ်ဦးသိန်းဦးဆိုသူဖြစ်တယ်လို့သိရပါဗျ။ကျူးလွန်တဲ့သူတွေကိုတော့မန္တလေးမြို့ကိုထိန်းချုပ်ထားတဲ့အချမ်းဖတ်စစ်ခွေးတပ်ကလက်ရှိအချိန်ထိဖမ်းမိတာမရှိသေးဘူးလို့ပြောပါဗျ။စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မန္တလေးမြို့မှာလူစီကားရနေရာတွေမှာပါဓမြတိုက်တာလူရတာမျိုးတွေခဏခဏဖြစ်ပွားလေ့ရှိတယ်လို့သိရပါဗျ။စိုင်းကဲလူရခန်းရတဲ့သူတွေမှာတော့ငွေကျပ်သိန်းကိုဆယ်ချီတန်ကြီးရှိတဲ့စိုင်းကဲတွေကိုပြင့်မှတ်ထားပြီးတော့အုပ်စုဖွဲ့ပြီးလူရကြတာဖြစ်တယ်လို့သိရပါဗျ။ လူရက်တဲ့အဖွဲမှာတဖွဲကိုစိုင်းကဲ၃စီးကန်လူ၆ဦးထက်မနေပါဝင်ပြီးတော့စိုင်းကဲကိုလူရက်တဲ့အပြင်စိုင်းကဲပန်းရှင်ကိုပါအသက်အန္တရာယ်ရန်ရှာပြီးတော့ရိုက်နှက်တာဓာတ်နဲ့ခုတ်တာဓာတ်နဲ့ထိုးတာမျိုးကိုပါလှုပ်ဆောင်တဲ့ဖြစ်ရက်တွေရှိခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့စကန်တာရွှေဘုံမြို့နယ်ဈေးပြုံကုန်းရွာပြူစောတိစခန်းကပြူစောတိဖိုးချက်ဟာ၎င်းရဲ့မိခင်ကိုပါခေါ်ဆောင်လာပြီးတော့ခဲယမ်းများနဲ့အတူအလင်းဝင်ရောက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ9ရက်နေ့မနက်10:00နာရီကအချိန်မှာရွှေဘုံမြို့နယ်ဈေးပြုံကုန်းရွာပြူစောတိစခန်းကိုရောက်ရှိနေတဲ့တဲ့သီးတော်ကြီးရွာကလက်နက်ကိုင်ပြူစောတိဖိုးချက်ဟာ ဗိုလ်ဂျပန်ကြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ထံကိုဆက်သွယ်ပြီးတော့မိခင်ဖြစ်သူနဲ့အတူကာဝိုင်ကြီး114000တောင်ကိုယူဆောင်လာပြီးတော့အလင်းဝင်ရောက်ခဲ့တယ်လို့သိရပါဗျ။ကျွန်တော်တို့စီကိုအလင်းဝင်ဖို့ဆက်သွယ်လာခဲ့တဲ့အတွက်တွားရောက်ပြီးတော့ခေါ်ဆောင်ပေးခဲ့တာပါကာဝိုင်ကြီး114000တောင်နဲ့အတူသူ့ရဲ့မိခင်ကိုလည်းခေါ်လာခဲ့ပါတယ်လို့ဗိုလ်ဂျပန်ကြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားပါဗျ။အခုလို့အလင်းဝင်ရောက်လာတဲ့ပြူစောတီဖိုးချက်နဲ့မိခင်ဖြစ်သူတို့ကိုရွှေဘိုပြည်သူ့ကာကွယ်အဖွဲ့ထံကိုလွှဲပြောင်းပေးလိုက်တယ်လို့သိရပါဗျ။အလားတူပဲဇဂိုင်းတိုင်းစာလင်းကြီးမြို့နယ် ကြောင်မြတ်တောင်စစ်တပ်စခန်းကစစ်သား6ဦးဟာလက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်ရောက်ခဲ့ကြောင်းရဲမာပင် KI ပကဖကသတင်းထုတ်ပြန်ထားပါတယ်။မနေ့ကဇူလိုင်လ9ရက်နေ့ကစာလင်ကြီးမြို့နယ်ကြောင်မြတ်တောင်စစ်ကောင်စီအထိုင်းစခန်းကနေပြီးတော့တရုတ်ရင်းနှီးမြှောက်နှံမှုဝမ်ပေါင်ချင်းတွေတဲတဲ့ကားများကိုကင်းဆောင်ပေးနေရတဲ့စစ်သားများတဲ့က6ဦးဟာအမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ဝင်ကြီးဌာနစာလင်ကြီးမြို့နယ်ပကဖအဖွဲ့ထံကိုဆက်သွယ်ပြီးတော့လက်နက်ခဲယမ်းများနဲ့အတူအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။၎င်းတို့6ဦးနဲ့အတူလက်နက်ငယ်နှစ်လမ်း ြည်အတောင့်300လက်ပြပုံနှလုံးကြည်ပေါက်ရှိခုကြည်ကနှဆုံးနေမိုင်းတစ်လုံးတို့ကိုယူဆောင်လာခဲ့တယ်လို့သိရပါဗျ။အချက်ဖတ်စစ်ခွေးတပ်အနေနဲ့နိုင်ငံရဲ့ဒေသအများစုကိုထိန်းချုပ်နိုင်ခြင်းမရှိတော့သလိုနိုင်ငံတွင်းမှာရှိတဲ့တရုတ်နိုင်ငံအပါအဝင် နိုင်ငံသားယင်းဒီမြောက်နံမှုများကိုကာကွယ်စောင့်ရှောက်နိုင်ခြင်းမရှိဘူးဖြစ်နေတယ်လို့သိရပါဗျ။အမျိုးသားညီညွတ်ရေးအစိုးရပြည်သူ့ကာကွယ်တပ်မတော်နဲ့ပကဖအဖွဲ့များကပြည်သူလူထုလုံခြုံရေးနဲ့နိုင်ငံသားယင်းဒီမြောက်နံမှုများတည်ငြိမ်စေရေးတို့ကို အာမခံလှုပ်ဆောင်ပေးလျက်ရှိတယ်လို့အသိပေးထားကြောင်းသတင်းရရှိပါတယ်ခမောင်းအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခမောင်းမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမဲ့စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခမောင်း